မင်္ဂလာပါတက္ကရိကောဇီလာထဲရမဖြစ်ပါတယ်တင်းတွမနှက်ဖြံငွေကြေးကန်ကိုဖတ်ကြားပေးမှာဖြစ်ပါတယ်မနှက်ဖြံမှာငွေကြေးကန်အချင်းနေတော်တော်လေးကောင်းမွန်နေရမျိုးတွေ့ရပါတယ်ကိုချစ်သူခင်သူမိသားစုဝင်နေစီကနေပြီးတော့ငွေကြေးတွေမုံဘိုးတွေရတတ်တယ်ဆိုတာမျိုးတွေ့ရပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့အကူအညီထောက်ပံ့နေရမယ်မိသားစုလောက်ပေါ့နော်ရင်းနှီးရတဲ့သူတွေနဲ့တွဲဖက်ပြီးတော့စီးပွားရေးတွေလှုပ်ဆောင်တဲ့အခါမှာ စီးပွားရေးလုပ်ငန်းတွေအောင်မြင်တယ်ဆိုတဲ့သတင်းကောင်းတွေလည်းကြားတတ်တယ်။ထပ်မံထပ်မံပြီးတော့အောင်မြင်ဖို့အတွက်လမ်းစာတွေလည်းကြုံရတတ်တယ်။တမိုးကြီးတော့ယတနာပစ္စည်းတွေလည်းဝယ်ယူစုဆောင်ဖြစ်မယ်။နောက်ပြီးတော့လောကန်စီဝိုင်းနဲ့ပတ်သက်ပြီးတော့အခွင့်အရေးလမ်းကြောင်းပေါင်းများစွာ တွေ့လိမ့်မယ်။ကျွေးမိဟောင်းနေရှားဖို့ရှိတဲ့သူတွေဆိုရင်မနှက်ပြတ်မှာ ွေးဟောင်းမြေဟောင်းနေရတတ်တယ်။နောက်ပြီးတော့ကြီးခဲ့သူတွေစီကကိုယ်တအာထူးထူးဆန်းဆန်းပေါ့နော်လက်ဆောင်ပစ္စည်းတွေလည်းရတတ်တယ်ဆိုတာမျိုးတွေ့ရပါတယ်။ပြီးတော့ပေါ့နော်အော်ကိုနဲ့မသိမကြွမ်းတဲ့နေရာကနေပြီးတော့အပေါင်းသင်းအစ်စ်တွေလည်းရတတ်တယ်ဘလို့အပေါင်းသင်းမျိုးတွေလည်းဆိုရင်ကိုယ့်ရဲ့ပေါ့နော်ငွေကြေးလောက်ကနေပတ်သက်ပြီးတော့အာပို့ပြီးတော့ကောင်းမွန်တဲ့လမ်းကြောင်းကို အထောက်ပံ့ ပြုတ်တဲ့နေရာမှာလက်ညှိုးညွန်ပြပေးနိုင်တဲ့ပေါ့နော်လက်တွဲခေါ်နိုင်တဲ့အဲ့လိုအပေါင်းသင်းအစ်စ်တွေလည်းရတတ်တယ်ဆိုတာမျိုးတွေ့ရပါတယ်။နောက်ပြီးမနှက်ဖြတ်မှာငွေကြီးပေါ့နော်အထုတ်လိုက်ထဲလိုက်မျောလိုက်နေတဲ့သူတွေမနှက်ဖြတ်မှာငွေအထုတ်ထဲလိုက်ကြတတ်တယ်။အဲ့ဒီရလာတဲ့ငွေကြီးတီပေါ့နော်အနာဂတ်မှာလည်းတုံတောင်နဲ့အလွယ်တကူပြန်မထွက်ပဲနဲ့တည်မြဲတဲ့ငွေကြီးပမာဏပုံစံမျိုး ဖြစ်တတ်တယ်ဆိုတာမြင်တွေ့ရပါတယ်အဲ့တော့မနက်ဖြန်မှာဝင်တဲ့ငွေကြေးတွေဒီကောင်းသောငွေကြေးတွေဖြစ်တယ်။ဝင်လာတဲ့ငွေကြေးကိုလည်းကိုယ်အနေနဲ့အဲအလှူတန်းနေပါလေပြူရတတ်တယ်။ဗတ်ပေါင်းဆောင်ကလည်းငွေကြေးတွေရစီရစီတာမျိုးလေးဝင်တတ်တယ်။အငွေကြေးနဲ့ပတ်သက်ပြီးတော့တော်တော်လေးကံကောင်းနေတဲ့နေ့ဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်။